ပြည်ပမဝေယူရတဲ့73စီတွေဈေးနှုန်းကျဆင်းလျက်ရှိတာကြောင့်ပြည်ရင်း73စီဈေးနှုန်းတွေလည်းလိုက်ပါကျဆင်းလာကြောင်း73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြေးကော်မတီကနေသိရပါတယ်။ပြည်ရင်း73စီဈေးနှုန်းတွေကျဆင်းလျက်ရှိပြီးလိုအပ်သလောက်အလွယ်တကူဝယ်ယူသုံးစွဲနိုင်တယ်လို့လည်းကော်မတီကထုတ်ပြန်ပါတယ်။ ြည်ရင်း73စီစဉ်တို့အနေနဲ့ပြည်ရင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားတွေနဲ့ပြည်ပမှဝယ်ယူရတဲ့အာရှပစိဖိတ်ဒေသအတွက်စင်ကာပူအခြေစိုက်နေစဉ်ပြန်မြ73စီစဉ်တို့အပေါ်မှာအခြေခံတယ်လို့ဆိုပါတယ်။လက်ရှိမှာပြည်ရင်းနိုင်ငံခြားသုံးငွေလဲလှယ်မှုနှုန်းထားတွေတည်ငြိမ်လျက်ရှိပြီးပြည်ပမှဝယ်ယူရတဲ့73စီစဉ်တို့ကျဆင်းမှုတို့ကြောင့်ပြည်ရင်း73စီစဉ်တို့ကတလီတာကို85ကျပ်မှ125ကျပ်အထိကျဆင်းလျက်ရှိပါတယ်။ ဒါ့အပြင်ဒေတာအလိုက်73စီလိုအပ်ချက်ကိုပြည့်မီအောင်အချိန်မီပို့ဆောင်ပြန်ပြူပေးလျက်ရှိတာကြောင့်အဆင်ပြေချုံးမွေးစွာလိုအပ်သလိုဝယ်ယူသုံးစွဲနိုင်တယ်လို့အတိပေးထားပါတယ်။အရန်73စီတိုးလောင်ထားရှိမှုအနေနဲ့ရက်တတပတ်နှစ်ပတ်စာခန့်ရှိပြီးပြည်ပမှ73စီတင်သင်မော်တွေလည်းအဆက်မပြတ်ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း73စီတင်သွင်းတိုးလောင်ပြန်ပြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေသိရှိရကြောင်းမှခင်ဗျာ။